မီးလေးနဲ့အတူရုံးကန်လှူရှာပြီးစီးပွားရေးလုပ်ငန်းတွေချက်ထွင်ကောင်အောင်မြင်နေတဲ့ခိုင်တင်းကြီးဆယ်လီစပေးပရိသတ်များအလုံးမဲမင်္ဂလာပါရှင်မိမသားတွေကြီးဖြစ်နေပေမဲ့တမီးဖြစ်သူဆန်ဒေတာအုံးနဲ့အတူရုံးကန်ရင်နဲ့စီးပွားရေးလုပ်ငန်းတွေအောင်မြင်ရကားတော့တယောက်ဆောင်မင်းသမီးခိုင်တင်းကြီးပဲဖြစ်ပါတယ်မပုတ်ကျလို့ချက်စနုတ်ခေါ်ကြတဲ့တယောက်ဆောင်ခိုင်တင်းကြီးကတော့မြမနုပညာလောကရဲ့ထိတ်တန့်စင်းရင်းဝင်မင်းသမီးတလက်ဖြစ်ပါတယ် ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေကြော်ညာတွေအများပြားရိုက်ကူးခဲ့ရပြီးတော့အောင်မြင်နေချိန်မှာစီးပွားရေးလုပ်ငန်းရှင်ကိုခန့်နိုင်တဲ့လက်ထပ်ခဲ့ရပါသမီးလေးစန်ထေထာဦးကိုမွေးဖွားခဲ့ပြီးတော့ဒီမတို့မိသားစုလေးကပျော်ရွှင်ကျေးနှူးစရာလေးဖြစ်ခဲ့ပါတယ်ကိုခန့်နိုင်ကနာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်ပြီးစီးပွားရေးလုပ်ငန်းတွေများစွာကိုပိုင်ဆိုင်ထားသူပါ2022ခုနှစ်မှာတော့ကိုခန့်နိုင်ကနိုင်ငံရေးပုံမှန်နဲ့ဖန်ဆီးထိန်သိမ်းခံခဲ့ရပါတယ်ဒါကြောင့်လည်းခင်မုံဖြစ်သူရဲ့စီးပွားရေးလုပ်ငန်းတွေကိုဇနီးဖြစ်တဲ့ခိုင်တင်းကြီးကဦးစီးဆောင်ရွက်ခဲ့ပါတယ်လက်ရှိချိန်မှာအရွယ်ရောက်နေပြီဖြစ်တဲ့သမီးလေး ေးစံထိတ်တာဟုကကုညီဆောင်ရွက်နေရကြောင်းတမတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကတိုးတက်နေရပါမိမသားနှံဦးကစီးပွားရေးကိုဦးစီးလုပ်ကိုင်နေရပေမဲ့အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီးတော့အခုဆိုရင်တော့လုပ်ငန်းတွေပါတိုးချဲ့နေရပါပြီမကြသေးခင်ရပိုင်းမှာတော့ခိုင်သိန်းကြီးကတမတို့ပိုင်ဆိုင်တဲ့တောင်တကုံကအထည်ချုပ်ဆက်ယုံမှာလုပ်ငန်းတိုးချဲ့မှာဖြစ်လို့အလို့တမတွေကထပ်မံခေါ်ယူမယ့်အကြောင်းကြေညာလာခဲ့ပါတယ်နမကြီးမင်းသမီးတယောက်ဖြစ်ပြီးတော့ခင်မောဖြစ်သူထိန်သိမ်းခံရစင်မှာတောင်လုပ်ငန်းတွေကိုအောင်မြင်အောင်ဦးဆောင်နိုင်တဲ့ခိုင်သိန်းကြီးပေါ်မှာ brand တွေ ကရောလေးစားကြည့်ကြနေကြတာပဲဖြစ်ပါရဲ့ရှင်